အာနာသိန်းစကောက်စီရဲ့မဟာမိတ်ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ဒီမိုကရက်တစ်ကရင်အကျိုးပြုတမတော် DKPA နဲ့အဖွဲ့ခေါင်းဆောင်၄ဦးအပြင်သူတို့နဲ့ဆက်ဆက်တဲ့ကုမ္ပဏီတွေကို American အစိုးရကနာမည်ပြက်စီးရင်သွင်းပြီးအရေးယူတန်းခတ်လိုက်ပါတယ်။ American ရဲ့ပိတ်ဆို့မှုစီးရင်မှာပါဝင်ခဲ့တဲ့ DKPA ခေါင်းဆောင်တွေကတော့ Zosty, Sosin Win, Sosan Aung နဲ့ဆိုင်းကျော်လာတို့ဖြစ်ပါတယ်။ American အစိုးရရဲ့ပိတ်ဆို့အရေးယူမှုမူဝါဒတွေကိုအဓိကတာဝန်ယူတဲ့ ဗန္ဒာယီဝန်ကြီးဌာနကနိုဝင်ဘာ12ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ရမှာတော့ DKP ရဲ့အပြင်ဆက်ဆက်ကုမ္ပဏီတွေဖြစ်တဲ့ Trans Asia International Holding Group Thailand နဲ့ Trust Star တို့လည်းအရေးယူပိတ်ဆို့ခံရတဲ့အစီအမပေါဝင်လာတာကိုတွေ့ရပါတယ်။နောက်ပြီးတရုတ်ဒုစရိုက်ခိုင်းတွေနဲ့အဆက်ဆက်ရှိနေတဲ့ထိုင်းနိုင်ငံသား၆မှုဆောင်းဝန်းလည်းပေါဝင်ခဲ့တာပါ။ American ကကြေညာခဲ့တဲ့ပိတ်ဆို့အရေးယူမှုတွေရဲ့အဓိကအကြောင်းရင်းကတော့အဲ့ဒီလူပေါ်ကိုတဲ့အဖွဲ့အစည်းတွေဟာ American နိုင်ငံသားတွေကိုထိခိုက်နေနာစေတဲ့ ဆိုင်ဘာငွေကြေးလင်းလင်းမှုကြားဖြန့်လုပ်ငန်းတွေနဲ့ဓာတ်ရိုက်ရှက်နွယ်ပတ်သက်နေတာကြောင့်လို့ဖော်ပြထားပါတယ်။ဗန်ဒာယေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့အဲ့ဒီပိတ်ဆို့အရေးယူမှုတွေဟာရာဇဝတ်မှုတွေကိုတားဆီးဖို့ဂျူးလွန်သူတွေကိုအပြစ်ပေးဖို့အသွက်တာမကပဲညနာသူတွေကိုပါအကာအကွယ်ပေးဖို့ရည်ရွယ်ကြောင်းဖော်ပြထားပါတယ်ရှင်။